ဆန္ဒပြပွဲတွေကနေအဓိကရုံးဆန်းဆန်းစုပိုမှုတွေအဖြစ်ကူးပြောင်းလာနေတဲ့နောက်အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်ထဲက Los Angeles မြို့ရဲ့အစိတ်ပိုင်းတချို့ကိုညမထွက်ရအမိတ်ကျင်ညာခဲ့ရပါတယ်။ Los Angeles မြို့တော်ဝန် Karen Base ကဒေတာစံတော်ချိန်ရဂျော်လာ၁၀ရက်နေ့ညပိုင်းကစလို့ညမထွက်ရအမိတ်ကိုထုတ်ပြန်ကြောင်းကျင်ညာခဲ့ပါတယ်။ Los Angeles ဟာဆန္ဒပြမှုတွေကိုအကြောင်းပြုပြီးမတမာသူတွေကလူရဲမှုတွေဖြတ်စည်းမှုတွေစုပိုမှုတွေပါကျူးလွန်နေတဲ့အခြေအနေကိုကြုံတွေ့နေရပါတယ်။ ဖြန့်တော်ဖြည့်စီလောက်ရတွေကိုတားဆီးဖို့အတွက်သူဟာ Los Angeles မြို့ထဲရပ်ကွက်တွေမှာအရေးပေါ်ညမထွက်ရအမိတ်ကျင်းကြကြောင်း base ကသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။အဲ့ဒီအမိတ်ဟာနောက်ထပ်ရပ်ပိုင်းလောက်စက်ပီတီတက်နေဖွယ်ရှိရလို့လဲမြို့တော်ဝန်ကအမှတ်ချက်ပေးခဲ့ပါတယ်။ညမထွက်ရအမိတ်ဟာည၈နာရီကနေမနက်၆နာရီထိအကြောင်းဝင်မှာဖြစ်ပါတယ်။ Los Angeles မှာလူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်ဌာန ICE agent တွေကတရားမဝင်ရွှေ့ပြောင်းအခြေချသူနိုင်ငံသားတွေကိုဝင်ရောက်ဖမ်းဆီးခဲ့ရကနေ ီးကတဲ့သတင်းပတ်ကောက်မှာဆန္ဒပြပွဲတွေစတင်လာခဲ့တာဖြစ်ပါတယ် Republican Party ကိုစားပြု American သမ္မတ Donald Trump ကအဲ့ဒီစုပေါ်မှုတွေကို Democratic Party ဝင်နိုင်ငံရေးသမားတွေဖြစ်ကြတဲ့ Base နဲ့ California ပြည်နယ်အောက်ချုပ်ရေးမှု Gavin Newsom တို့ကတိတိယရောက်မကင်တွယ်နိုင်ဘူးလို့ဆက်ဆွဲခဲ့ပြီး Los Angeles ကို American စစ်တပ်ရဲ့အရန်တပ်တွေတောင်မကပဲ Marine တပ်ဖွဲ့တွေကိုပါဈေးလွတ်ခဲ့ပါတယ်အရက်သားတွေဆန္ဒပြတဲ့ကိစ္စမှာပြည်နယ်အစိုးရရဲ့လုံပိုင်ခွင့်ကိုဘောင်းကျော်ပြီး ဖက်ဒရယ်အစိုးရကစစ်တပ်တွေတိုက်ရိုက်ဖြန့်ကျက်စေတဲ့လောက်ရက်အတွက်အကြီးအကျယ်ဝေဖန်မှုတွေရှိလာပေမယ့် Impuror ကတော့ Los Angeles မှာရှိနေတဲ့ဖက်ဒရယ်အစိုးရအဆောက်အုံတွေ ICE agent တွေကိုကာကွယ်ဖို့လုံတင်တာကိုလုပ်ခဲ့တာလို့အကြောင်းပြချက်ပေးထားပါတယ်။ Trump က Marine တပ်ဖွဲ့ဝင်တွေကိုပါ Los Angeles ရေဆွတ်တဲ့လောက်ရက်ပြီးမှာတော့ဆန္ဒပြမှုတွေဟာ American ရဲ့တခြားအစိတ်အပိုင်းတွေကိုပါပြန့်နှံ့ကူးစက်လာပြီးဖြစ်ပါတယ်။ Seattle, New York, San Francisco, Austin, Chicago တို့လိုမြို့ကြီးတွေအပြင် အစိုးရရောဆိုက်ရဝါရှင်တန်ဒီစီမြို့တော်မှာလဲဂျော်လာ၁၀ရက်နေ့ကခြေတပ်ပွဲတွေဖြစ်ပေါ်လာပါတယ်။ဆန္ဒပြသူတွေဟာ ICE ကိုစန့်ကျင်တဲ့စာတမ်းတွေကိုင်းဆောင်လာတယ်လို့ရွှေ့ပြောင်းအခြေချသူတွေကိုဖြိုခွင်းနေတဲ့လောက်ရက်တွေပေါ်စန့်ကျင်ကြောင်းလဲကြွေးကြော်ခဲ့ကြပါတယ်။တက်ကြွလှရှားသူတွေကလာမယ့်ရက်ပိုင်းတွေအတွင်းနိုင်ငံအနှံ့မှာဆန္ဒပြပွဲတွေကိုပုံမချဲ့ထွင်အကောင့်ထဲပေါ်သွားမယ်လို့ပြောကြားထားပြီးဂျော်လာ၁၄ရက်နေ့ကျရင် No Kings လို့နာမည်ပေးထားတဲ့လူမှုစုဝေးဆန္ဒဖော်ထုတ်မှုအစီအစဉ်တွေကိုပါစီစဉ်ထားပါတယ်။ အဲ့ဒီနေ့ဟာထရန့်ရဲ့မွေးနေ့ဖြစ်တယ်လို့ထရန့်ရဲ့ညွှန်ကြားချက်အရဝါရှင်တန် DC မှာပြုလုပ်မဲ့ American စစ်တပ်အစစ်ရေးပြခြေတပ်ပွဲကြီးနဲ့လည်းတိုက်ဆိုင်နေပါတယ်ရှင်။